ကိုတိချင်တဲ့ဘူးဒူးဓာတွေကိုအချိန်မရွေးအင်တာနက်ရှိမယ်ဖုန်းရှိမယ်ဆိုရင် AI ကိုမြန်မာလိုပဲမေးမယ်မြန်မာစာနဲ့ပဲမြန်မာစကားနဲ့ပဲပြန်ပြီးတော့ကျွန်တော်တို့နားလည်အောင်ပြန်ပြောမယ်ဆိုရင် DAI ကကမ္ဘာပေါ်မှာပထမဆုံး AI လို့တော့ပြောလို့ရမယ်အရင်တုန်းကတော့မြန်မာလိုပြန်ပြောနိုင်တဲ့ AI တွေရှိတယ်ဆိုပေမဲ့ဂျာမာ translation service တွေကတဆင့်ခံပြီးတော့ AI တွေကပြောရတာဒါပေမဲ့အခုကျွန်တော် ပြောမယ့် AI ကတော့ ကျွန်တော်တို့ကမြန်မာလိုစကားပြောလိုက်တာ ਨੇ သူကလည်းဂျားမာဘအစင်မခံမဲနဲ့ဒါရိုက်မြန်မာလိုပြန်ပြောပြီးတယ်ကျွန်တော်တို့တီချင်တဲ့ဘူဒရာတွေကို DAI ကနေတဆင့်အကုန်လုံးမြန်မာလိုပြန်ပြောပြီးနိုင်တယ် DAI ကိုဘယ်လိုအတုံးပြရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာထွန်းစင်ပါဒီ channel ကနေပြီးတော့ကျွန်တော် AI အတုံးပြနေတယ်နောက်ဆုံးပေါ့ AI နည်းပညာတွေပြီးတော့ YouTube ကနေပြီးတော့ဝင်ဝင်ရှာရှင်တဲ့သူတွေအတွက်ဗီဒီယိုတွေတင်ပေးနေတဲ့ YouTuber တွေရောပါ အခုကျွန်တော်ပြောမယ့် AI ကတော့ Google ကနေပဲထုတ်တာက Google AI Studio ဆိုပြီးတော့ဒီလိုရိုက်လိုက်ပြီးတော့ရှာလိုက်မယ်ဆိုရင်ကျွန်တော်ထိတ်ဆုံးမှတွေ့ရတဲ့ Google AI Studio ဆိုတဲ့ဟာကိုအချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်တဲ့အခါကျရင်ဆက်ဆက်ချင်းမှဆိုရင်တော့ကျွန်တော်တို့အကောင့်ဖွင့်လို့ရချင်မှရမယ်အကယ်၍ဖွင့်လို့မရဘူးဆိုရင်ကျွန်တော်တို့မှရှိတဲ့ email နဲ့တွားပြီးတော့ sign in ဝင်လိုက်လို့ရတယ်အဲ့တော့အကောင့်အစ်စ်ထပ်ဖွင့်စရာမလိုဘူးကျွန်တော်တို့မှာ G မေးရှိတယ်ဆိုရင်အဲ့ဒီ G မေးနဲ့တခါတည်းပဲဒီ account တွေကိုတန်းပြီးတော့ဝင်လိုက်လို့ရတာပေါ့နော်အဲ့တော့မြင်ရမှာကဒီလိုမျိုးပုံစံမြင်ရလိမ့်မယ်ကျွန်တော်အစတော့ကပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကမြန်မာလိုစကားပြောမယ် AI ကနေပြီးတော့မြန်မာလိုပြန်ပြောပေးမယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်ရလဲဆိုတော့ဒီ banner မှာရှိတဲ့ chat ပြီးတော့ string ရှိတယ်အဲ့ဒီ string ကိုနှိပ်မယ် string ကိုနှိပ်ပြီးတော့ talk ကိုတွားပြီးတော့နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တခုကြံခဲ့တာရှိတယ်အဲ့ဒါကပါလဲဆိုတော့ ဒီနားလေးမှာခါကြတော့ကျွန်တော်တို့ရွေးရမှာက၃မျိုးရှိတယ်၃မျိုးမှာထိတ်ဆုံးအားဟာကိုရွေးရဲဆိုရင်တော့ဒီ AI ကနေပြီးတော့စကားကိုအမြန်ပြန်ပြောပေးမယ်ဒုတိယမြောက်ဟာရွေးမယ်ဆိုရင်တော့သူကနည်းနည်းလေးစဉ်းစားပြီးမှပဲပြန်ပြောပေးမယ်နောက်ဆုံးကရွေးမယ်ဆိုရင်တော့မြန်မာလိုပြန်มาတော့မဟုတ်တော့ဘူးပေါ့เนาะအဲ့တော့ထိတ်ဆုံးအားဟာကိုပဲကျွန်တော်ရွေးလိုက်မယ်ပေါ့เนาะဒီမှာခါကြတော့ကျွန်တော်တို့လိုချင်တဲ့အတန်ပုံစံကိုရွေးပေးလို့ရတယ်ဒီမှာဆိုရင် Ready to build something awesome today เนาะ တော့ဟိုမိကလေးတန်ရှိမယ်ယောက်ျားလေးတန်ရှိမယ်ပေါ့နော်ကာပရောဂျက်ကိုအဆင်ပြေတဲ့အတန်ကိုရွေးပြီးတော့ AI ကိုပြန်ပြောခိုင်းလို့ရတာပေါ့နော်ဒီဘက်ကအားတွေကတော့အလောက်ထိမှတ်စရာမလိုဘူးကျွန်တော်နောက်ဆုံးမှတ်ရမှာကဒီ Google Search နဲ့ပါတခါတည်းချိန်လိုက်လို့ရတယ်ဆိုတာလေးကိုမှတ်ထားလိုက်မယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီ AI ကိုတစ်ချက်လောက်မေးကြည့်လိုက်မယ်ပေါ့နော်โอเคမင်္ဂလာပါမင်္ဂလာပါဘလို့ကုနီပြရမယ် โอเคကျွန်တော်သိချင်တာက AI ကနောက်တစ်ချိန်မှာ လူသားတွေကို အစားထိုးရမယ်ဆိုတာဟုတ်လား AI ကအလို့တော်များများကိုလုံနိုင်မယ့်ပုံပေါက်ပြီးမြန်လူသားတွေအစားထိုးမယ်လို့ပြောပြတော့ခပါသေးတယ် AI အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်သူကပြန်ပြောတဲ့စကားကဒါစကားမပီတဲ့တိုင်းရင်းသားပုံစံပေါက်တယ်ဒါမှမဟုတ်စကားကိုမပီသေးတဲ့ဒါနိုင်ငံခြားသားတယောက်ရဲ့ပုံစံနဲ့ ပေါက်နိုင်ဘူးပေါ့နော်ဒါကလည်း AI ကို train ထားတဲ့မြန်မာတန်ကနည်းနေတယ်လို့လည်းဖြစ်နိုင်သေးတယ်ပေါ့နော်ဒါပေမဲ့သူပြန်ပြောတဲ့စကားလုံးတိုင်းကိုကျွန်တော်တို့အလွယ်တကူနားလည်နိုင်သွားပြီအရင်တော့ဆိုရင်ဒါအင်္ဂလိပ်လိုပြန်ပြောတာဒါပေမဲ့အခုခါကျတော့မြန်မာလိုမေးတယ်မြန်မာလိုဓာတ်ရိုက်ပြန်ပြောပေးတယ်ကျွန်တော်ကြားမှာအကြာကြီးစောင့်နေစရာမလိုဘူးဒီ service ကမြန်မာလိုစကားပြောနိုင်တာကနှစ်ရက်သုံးရက်လောက်ပဲရှိသေးတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အစပိုင်းမှာတော့ကျွန်တော်အသုံးပြရတာနည်းနည်းလေးအထင်အောင်တော့ရှိနိုင်နေတယ် မြန်မာနိုင်ငံအကြောင်းအချင်းချုပ်လေးပြောပြပါဦးမြန်မာနိုင်ငံကအရှိတောင်ရာရှာမှာရှိတဲ့နိုင်ငံတစ်ခုပါခင်ဗျာထမိုင်းကြောင်ကျွဲဝါပြီးတော့ယင်ကြီးမှုထွန်းကားတဲ့နိုင်ငံမှာရွှေဒီကုံပြားတို့ထင်ရှားတယ်ဖီအောင်ပထိုးဒီလေအများကြီးရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံအကြောင်းဘာကိုပိုးသိကျင်တာလဲခင်ဗျာကျွန်တော်သိကျင်တာက AI ကဆရာဝန်တွေကိုလွှမ်းမိုးသွားမှာလားဆရာဝန်ဒီနေရာမှာအစားထိုးသွားမှာလားသိကျင်တယ် AI နာစရာဝန်တွေကိုလုံးဝအစာထိုးဖို့တော့မရှိပါဘူးခင်ဗျ။ဒါပေမဲ့စရာဝန်တွေရဲ့အလုပ်ကိုပိုပြီးထိအောင်ကူညီပေးနိုင်ပါတယ်ခင်ဗျ။ဥပမာယောဂါရှားဖွေတာဒါမှမဟုတ်ကုသမှုအစီအစဉ်တွေမှာ AI ကအထောက်အကူပေးနိုင်ပါတယ်ခင်ဗျ။စရာဝန်တွေကတော့လူနာတွေကူပေးရလဲ။ကုသမှုအစီအစဉ်တွေမှာဘယ်လိုမျိုး AI က AI ကဥပမာဆေးဘက်ဆိုင်ရာဟောက်တန်းတွေ တပ်မှန်ဒါမှမဟုတ်တက်ခွဲကန်းစစ်ဆေးမှုရလက်တွေကိုအများနှုံးနဲ့ခွဲခြားပိတ်ဖြာနိုင်ပါတယ်ခင်ဗျာဒါကြောင့်ဆရာဝန်တွေကယောဂကိုပိုကြည့်ကြအောင်ရှားဖွေနိုင်ပြီးတော့လူနာနဲ့အသင့်တော်ဆုံးကုသမှုအစီအစဉ်တို့ဆုံးဖြတ်နိုင်ဖို့ကူညီပေးနိုင်ပါတယ်ခင်ဗျာ။ AI ပေါ်လာတာကတချို့အလုတ်ကင်တွေပျောက်သွားမယ်လို့ပြောတယ်။တချို့လူတွေအလုတ်လက်မဲ့တွေဖြစ်လာမယ်လို့ပြောတယ်။အဲ့ဒါဟုတ်လား။ဟုတ်ပါတယ်ခင်ဗျာ။ AI က အချို့ရိုးရှင်းတဲ့လုပ်ငန်းဆောင်တာတွေကိုစိတ်ရုပ်တွေကလှုပ်လာနိုင်တဲ့အတွက်အဲ့ဒီအလို့အကိုင်းတွေရော့နေသွားနိုင်ပါလေဒါပေမဲ့ AI နဲ့ဆက်ဆက်တဲ့အလို့အကိုင်းတွေ့တယ်လေအများကြီးပေါ်ပေါက်လာမှာခင်ဗျဥပမာ AI စနစ်တွေကို find data ထိမ့်ထိမ့်တာမျိုးပေါ့ခင်ဗျအဲ့ဆိုမင်းဆိုလိုတာက AI ကိုအတုံးချတတ်တဲ့သူနဲ့ AI ကိုကောက်ကောက်မတုံးတတ်တဲ့သူတွေကအနာဂတ်မှာအလောက်ကန်ခွန်လန်းနေကြွာဝါနိုင်တာပေါ့ဒီလိုမျိုးလား ဟုတ်ပါတယ်ခင်ဗျာ AI နီးပညာကိုကောင်းကောင်းအသုံးချတတ်တဲ့သူတွေကအနာဂတ်မှာအလုပ်အခွင့်အလမ်းတွေပိုရနိုင်ပါတယ် AI နဲ့အသွဲဖက်လုပ်ကိုင်နိုင်တဲ့အရေးသွေးတွေကို မြင့်တင်ထားရင် အလုပ်အကင်ဈေးကွက်မှာ ပိုပြီးအခွင့်အရေးရမှာပါခင်ဗျာဘုလို့ပြောတာတီချာရဲ့လားဒါကတော့ AI နီးပညာတော်တလာမှုလေအလားအလာတွေပေါ်မူတည်ပြီးခမ်းမန်းဖျောက်ပြတာပါခင်ဗျာ နောင်အနာကမှာ ဘလို့တွေဖြတ်တာနိုင်တယ်ဆိုတာကိုအချမ်းဖြင်းပြောပြတာပါခင်ဗျ။တေချာပေါ့ဖြောင်းလဲမှုတွေကတော့ရှိတာမှာပါခင်ဗျ။ AI ကိုကောင်းကောင်းအသုံးချတတ်အောင်ဘာတွေတည်ထားရမှာလဲ AI နဲ့ပတ်သက်ပြီးအခြေခံသဘောတရားတွေကိုသိနာလည်ထားဖို့လိုအပ်ပါတယ်ခင်ဗျာဥပမာ AI စနစ်တွေဘလို့လေ့ကျင့်သင်ကြလဲဘလို့ဆုံးဖြတ်ချက်ကလေးချားလဲဆိုတာမျိုးပေါ့ဒါပြင်ကိုလုံငန်းနယ်ပယ်မှာ AI ကိုဘလို့အသုံးချနိုင်တယ်ဆိုတာကိုလည်းဟိုကျွန်တော်တို့ကစိတ်ကြိုက်မေးခွန်းတွေမေးနိုင်နေပြီပဲဘာဖြစ်လို့ AI အကြောင်းတွားပြီးတော့တင်ယူနေရမှာလဲ AI ရဲ့အခြေခံသဘောတရားတွေကို နားလည်ထားရင် AI ကိုပေါ်ပြီးထိအောင်အသုံးချနိုင်ပါလေခင်ဗျာပြီးတော့သူ့ရဲ့ကန့်သက်ချက်တွေကိုလည်းသိနိုင်တာပေါ့အဲဒါကြောင့် AI ကို အသိဉာဏ်ရှိရှိအသုံးချနိုင်ဖို့အတွက်သူ့အကြောင်းကို လေးလာသိယူဖို့လိုအပ်တာပါခင်ဗျာ โอเคเจซุတက်มาတယ်ကျွန်တော်ဒီနေ့မေးတာတော့ဒီလောက်ပါပဲဟုတ်ပါပြီခင်ဗျာမေးတာတွေတွေ့ချင်တာတွေရှိရင်အစ်စ်နေတဲ့မေးများနိုင်ပါတယ်ခင်ဗျာကူညီပေးခွင့်ရလို့တတိထားမိလားမသိဘူးကျွန်တော်အခုမေးတဲ့အထဲမှာ तू ဖြေနေတဲ့အချိန်မှာကျွန်တော်ဝင်ဖြတ်ပြီးတော့ပြောလဲအပြင်မှာလိုပဲ तू ကပြန်ပြီးတော့နားထောင်ပြီးတယ် तू ပြောနေတာမဆုံးနေဘူးဒါပေမဲ့ကျွန်တော်ပြောလိုက်တဲ့စကားကို तू ကပြန်ပြီးနားထောင်ပြီးတယ် အရင်တော့က AI တွေကအဲ့လောက်ထိမရခဲ့ဘူးအရင်တော့က AI ကိုမှကြားခံပြီးတော့ service ဝန်ဆောင်မှုပေးတဲ့ tools တွေကလည်းအဲ့လောက်ထိမရခဲ့ဘူးအထူးသဖြင့်မြန်မာစကားနဲ့ပြောတဲ့ဟာတွေပေါ့နော်အခုဆိုရင်ဒါကျွန်တော်တို့မြန်မာလိုပြောတာနဲ့ချက်ချင်းသူကမြန်မာလိုပြန်ပြီးတော့တုံ့ပြန်မိနိုင်တယ်သူ့ရဲ့ knowledge တွေကလုံးဝ up to date ဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့ဒီမှာ Google search ကိုတွားပြီးတော့မတုံးခင်မှာတွားဖွင့်ခဲ့ဖို့တော့လိုတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအတန်လဲရွေးလို့ရတယ် Google search လဲဖွင့်ထားမယ် ပြီးရင်ကိုလိုချင်တဲ့ပုံစံလေးကိုလည်း AI ကိုပြောထားမယ် Pro Engineering ကိုလည်းတရားတိထားမယ်ဆိုရင်ဒီ Google AI Studio တုံးရတာတော်တော်လေးကိုကောင်းတယ်လို့ပြောရမယ်တခြား feature တွေလည်းပါ ChatGPT မှာလိုပဲသူ့မှာမေးခွန်းတွေအများကြီးမေးလို့ရတယ်မြန်မာလိုလည်းကောင်းကောင်းဖြေနိုင်တယ် ChatGPT တောင်ပို့တာတယ်နော်ပြီးရင် stream လုပ်တယ်ဆိုရင်လည်းပဲကျွန်တော်ခုနပြောခဲ့လို့စကားပြောရုံနဲ့မကောက် webcam ကိုဖွင့်ပြီးတော့ကိုယ့်ရဲ့ရုပ်ကိုပြပြီးတော့သူ့ကိုပြန်ပြီးတော့မေးလို့ရတယ် ဒါမှမဟုတ်ကျွန်တော်တို့ share screen ကိုနှိပ်ပြီးတော့ကွန်ပျူတာထဲမှာတချို့ application တွေတုံးတဲ့အခါကျရင်အခက်ခဲဖြစ်နေရင် share screen ကိုဖွင့်လိုက်ပြီးတော့ဒါအလွန်ဆုံး10မိနစ်လောက်ကြည့်တော့မေးခွန်းမေးလို့ရတယ်။ပြီးရင် generate media မှာဆိုရင်လည်းကျွန်တော်တို့ကပုံတွေကိုအလကားထုတ်လို့ရတယ်။ video တွေကိုအလကားထုတ်လို့ရတယ်။အတန်ဖိုင်တွေကိုအလကားထုတ်လို့ရတယ်။တော်တော်လေးကိုကောင်းတယ်လို့ပြောရမယ်။ပြီးရင်ဒါ developer တွေအတွက်ဆိုရင်လည်း application တွေကိုဒီမှာလာပြီးတော့ standard ဆောင်လို့ရတယ်။ကျွန်တော်တို့ history မှာလည်းတွားပြီးတော့ကျွန်တော်တို့မေးထားတာတွေကိုပြန်ကြည့်လို့ရတယ်။ ဒီ feature update က2ရက်3ရက်ပဲရှိနေတယ်ရအခုဆိုရင်ကျွန်တော် website ထဲမှာဘလို့အတုံးပြရလဲဆိုတာပြောပြပြီကျွန်တော်ဆက်ပြီးပြောပြပြီးမှာဖုန်းထဲမှာဘလို့ရှာရမလဲဘလို့ဝင်ရမလဲဆိုတာပြောပြပြီးမယ်ဘလို့တုံးရမလဲဆိုတာပြောပြပြီးမယ်ဖုန်းထဲမှာကောဒီကွန်ပျူတာထဲမှာရောအတုံးပြပုံကြီးကတိတ်ပြီးတော့မကွာချားပါဘူးဒီဘက်မှာတော့ကျွန်တော်ခုနကတည်းက website မှာဘယ်လိုအသုံးပြုရလဲဆိုတာပြထားတာပေါ့နော်ဒီဘက်မှာကျွန်တော် ဖုန်းထဲမှာ browser ကိုဖွင့်လာတယ်ကျွန်တော် Chrome browser ကိုဖွင့်လာတယ်ပြီးတော့ Google AI Studio ကိုတွားရှာမယ်ပေါ့နော်အဲ့တော့အဲ့မှာ Google AI Studio ကိုတွားရှာလိုက်တဲ့အခါကျရင်ထိတ်ဆုံးမှာကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဒါဖုန်းထဲမှာအကောင့်ဘယ်လိုဖွင့်ရလဲတခုတော့ရှိတယ်သူက application နေနဲ့ဓာတ်ရိုက်ထုတ်ထားတာတော့မရှိဘူးသူက browser ထဲကနေပဲတွားအသုံးပြုမှာပဲရတယ်ကွန်ပျူတာတုံးတဲ့လူတွေအတွက်ပို့ပြီးတော့တုံးလို့ပေါအောင်ထုတ်ထားတာတို့ပေမဲ့ဖုန်းထဲကနေလည်း တုံးလို့ရပါတယ်ကျွန်တော်တို့ browser ထဲကနေတွားလိုက်တာပေါ့နော်ဒီမှာဆိုရင်အဲကျွန်တော်ပြထားတဲ့အတိုင်းပဲသူထိတ်ဆုံးပေါ်လာတာအဲဒီထိတ်နာမှာ model ရွေးလို့ရတယ်အဲ2.5ရွေးမယ်ဒါမှမဟုတ်လည်း2.5 preview ရွေးလို့ရမယ်ဒါမှမဟုတ် pro ရွေးလို့ရမှာပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ chat ပေါ့နော် ChatGPT မှာတုံးလို့လိုမျိုးမေးချင်တယ်ဆိုရင်တုံးလို့ရတဲ့ feature ပေါ့နော်အဲ့တော့ကျွန်တော်ကတုံးပြချင်တာကကျွန်တော်တို့က AI ကိုစကားပြောမယ်မြန်မာလိုပြောမယ်မြန်မာလိုပြန်ဖြေတယ်အဲ့တော့ဒီဘက်မှာဒီနားလေးမှာဒီဒီညာဘက်အပေါ်နားလေးမှာပေါ့နော်ဒီနားလေးမှာ ါတုံးမြောင်လေးရှိတယ်အဲ့နေရာကိုနှိမ့်နှိမ့်ပြီးတော့ဒီ string ဆိုတဲ့နေရာလေးကိုနှိမ့်လိုက်ပါတော့အဲ့တော့ဒါဖုန်းထဲမှာပဲတုံးပြနေတာเนาะဖုန်းထဲမှာကတော့ဟို screen ကိုဖတ်ပေးတာတော့မပါဘူးဒါပေမဲ့ကျွန်တော်တို့စကားပြောလို့ရမယ် webcam ဖွင့်လို့ရမယ်ပေါ့เนาะအဲ့တော့ talk ကိုနှိမ့်လိုက်ပါเนาะအဲ့တော့ to connecting to server လုပ်နေတယ် okay မြန်မာလိုပြောနိုင်လား okay ကျွန်တော်မြန်မာလိုပြောနိုင်ပါတယ် okay ကောင်းတယ်ဗျာကျွန်တော်ဒီလိုမျိုးအသိပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ ကဲဘာကူညီပေးရအောင်လဲ AI ကအနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲပြောပြကြည့်ပါဦး AI ကအနာဂတ်မှာတော်တော်များများပြောင်းလဲသွားစေနိုင်ပါတယ်ဥပမာကျန်းမာရေးတရုပ်ပို့ဆောင်ရေးပညာရေးစတဲ့နေရာတွေမှာပိုပြီးတိုးတက်လာအောင်ကူညီပေးနိုင်ပါတယ်နောက်ပြီးကျွန်တော်ရဲ့အနေစီနေထိုင်မှုကိုပိုပြီးလွယ်ကူအောင်လဲလုပ်ပေးနိုင်ပါတယ်โอเคအခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ် တော့ကျွန်တော်ဒါကိုပိတ်လိုက်တော့မယ်เนาะ string is like ဆိုတဲ့နေရာမှာဒီမှာ cross လေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်ပိတ်လိုက်ရင်ရတယ်အဲ့တော့ဒါကကျွန်တော်တို့မြန်မာလိုမေးမယ်မြန်မာလိုဓာတ်ရိုက်ပြန်ပြေးပေးမယ် software ပဲเนาะအဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာလေးတစ်ခုလိုရတယ်ဒီအပေါ်နာလေးက setting လေးနားမှာကျွန်တော်တို့အဲ့မှာဒီစကားပြောတဲ့ model လေးကိုလည်းရွေးခိုင်းလို့ရတယ်ပေါ့เนาะဒီအပေါ်နာမှာဒီဟာလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ အမှဒတိထာဘောက၃ခုရှိတယ်၃ခုရှိတယ်အပေါ်ဆုံးတစ်ခုကိုရွေးတာမြန်တယ်ပို့မြန်တယ်ကောင်းတယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ခုကတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့နည်းနည်းတော့ဆောင်းရတယ်အောက်ဆုံးတစ်ခုကတော့အင်္ဂလိပ်လိုပဲပြန်ပြောလိမ့်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာအတန်အမျိုးအစားကိုကျွန်တော်တို့ကြိုက်တာရွေးလို့ရတယ်နော်အော်ဒီကြားထဲဆက်တင်နေရအလောက်တိမလို့ဘူးပြီးရင်ကျွန်တော်တို့က Google Search နဲ့တွားပြီးတော့ချိန်ချင်တယ်ဆိုရင်ဒီအောက်နာလေးမှာဒီဒီအောက်နာလေးမှာဒါ screen ထဲမှာပေါ်လို့ပေါ့နော် တယောက်နာလေးမှာ Google ဆက်ဆိုပြီးတော့တွားပြီးတော့ဖွင့်လိုက်လို့ရတယ်အဲ့ဒါဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့မေးတဲ့မေးခွန်းတွေကတို့ internet အနေရှာပြီးတော့တောင်ပြန်ပြီးတော့ဖြည့်ပေးနိုင်နေတယ်ပေါ့နော်ဒါကဖုန်းမှာဘယ်လိုတုံးပြရလဲဆိုတာပြောပြတာအဲ့တော့မမေ့ပါနဲ့ကျွန်တော်တို့ထိတ်ဆုံးမှာ Google AI Studio ဆိုပြီးတော့တွားရှာလိုက် browser ထဲမှာရတယ် Chrome browser ထဲမှာဆိုရင်ပိုကောင်းတယ်။အဲ့ဒီကနေတစင်ကျွန်တော်တို့က Google AI Studio တွားအကောင့်မရှိသေးဘူးဆိုရင်ကိုယ့်ရဲ့ Gmail Gmail နဲ့ login ဝင်လိုက်လို့ရတယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့ string ကိုနှိပ်ပြီးအဲကျွန်တော်တို့ mail ချင်တာတွေရှိရင် mail လို့ရပါပြီ။ မြန်မာလိုမေးပြီးတော့မြန်မာလိုဖြည့်နိုင်တဲ့ AI ကအရင်တော့ကဒီလောက်ကောင်းတာမရှိခဲ့ဘူးဒါပထမဆုံးလို့ပဲပြောလို့ရတယ်ဒီထက်ပိုပြီးတော့ကောင်းလာဖို့ပဲရှိတယ်ကျွန်တော်တို့ AI ကိုတော့အခုချိန်မှာကောကောအတုံးမချတတ်ဘူးဆိုရင်နောက်တစ်ချိန်မှာပြတ်ပြီးတော့ကြံခဲ့မယ်ဒါကြောင့်မလို့ AI ကိုလေ့လာထားဖို့လိုတယ်ခုနကတော့သူပြောခဲ့တယ်လို့ပဲကျွန်တော်တို့က AI ကိုအတုံးချနည်းတွေကိုကောကောတိမယ်ဆိုရင်ဒါသူများတွေထက်ပိုပြီးတော့ပိုပြီးတော့တဖြည်းဖြည်းအဆင့်မြင့်သွားဖို့ပဲရှိတယ် အနာဂတ်မှာအလုတ်ကင်ခွင့်လန်သွားကောင်းလို့ချင်တယ်ဆိုရင် AI ကမဖြစ်မနေတည်ထားတဲ့နဲ့ scale တခုဖြစ်လာပြီအထူးသဖြင့် AI ကိုခိုင်းတဲ့ pro engineering ဆိုတာကို advanced level ထိတည်ထားနိုင်တယ်ဆိုရင်အကောင်းဆုံးဖြစ်ပြီအဲ့တော့ကျွန်တော်အနေနဲ့လည်းဒီ AI basis ဆိုပြီးတော့ webinar လေးတွေလုပ်ဖို့ရှိပါတယ်အကယ်၍မိတ်ဆွေအနေနဲ့ AI ကိုကောင်းကောင်းလေးနားလေအတုံးချချင်တယ်ဆိုရင်ကျွန်တော် ဒီ description ဖြစ်ဖြစ် comment မှာဖြစ်ဖြစ် link လေးချထားပြီးတယ်အဲ့ဒီ link လေးချထားတဲ့နေရာကနေပြီးတော့ Telegram group လေးကိုတွားပြီးတော့ join ထားပြီးအကယ်၍ကျွန်တော် AI basis ကိုအခမဲ့အနေနဲ့တင်တန်းလေးတွေဖွင့်တဲ့အခါကျရင်ကျွန်တော်အဲ့ဒီ group ထဲမှာအကြောင်းကြားပေးမယ်အဲ့တော့မိတ်ဆွေအနေနဲ့ AI ကိုကောက်ကောက်အောင်လုပ်ချင်လဲဆိုရင်ဒီ AI basis group လေးကိုတွားပြီးတော့ join ထားပြီးပါကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့အတုံးပြုပုံအတုံးပြုနည်းလေးတွေ tip and trick လေးတွေကိုဆက်ပြီးတော့ပြောပြပေးမှာမို့လို့ ရဲ့ channel လေးကို like subscribe လုပ်ထားပေးပါဗီဒီယိုဒီဒီကြည့်ပြီးတော့ကြောက်ကြမလို့ကျေးဇူးတင်ပါတယ်အဆက်အစရရအဆင်ပြေပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ